ဘာဝဒါမကနေပြီးတော့ထုတ်ထားတဲ့ sunscreen တွေကိုရွေးချယ်ခြင်းနဲ့ဒါပေမဲ့အရင်များတော့ဘာရွေးချယ်အောင်မသိဘူးဖြစ်နေရယ်ဆိုတော့ဒီဗီဒီယိုလေးအပြီးမှာကြတော့ go skin နဲ့ bare sunscreen ပဲ깟ညီတယ်ဆိုတာကိုသိသွားမှာဖြစ်ပါတယ်ပြီးတော့ဘာပဲရွေးချယ်ရွေးချယ်ကိုရွေးချယ်တဲ့ product အတွက်3500ရခိုင်တော့စီစဉ်ပေးထားပါတယ် discount လေးပေါ့အဲ့တော့အဲ့ဒီရဲ့ကုတ်လေးကိုကြာတော့ဗီဒီယိုဆုံးလေးမှာပြပြပေးထားပါတယ်မင်္ဂလာပါကျွန်မတော်တေယူရီပါ အေးပြကြမှာရင်းရလှပါကို knowledge sharing အမြန်လုပ်ပေးနေတဲ့လှပါရရာဆရာဝန်လည်းဖြစ်တယ်လို့မြို့သမီးကျမကြီးကိုလည်းအမြဲတမ်းဘူးတူတာမျှဝေနေတဲ့ဆရာဝန်ဖြစ်ပါတယ်။ဘာရမ်းမထုတ်ထားတဲ့ဆန်းချွင်နေကြီးလိုက်တဲ့အချိန်ကျရင်ခုနှစ်မျိုးတောင်ရှိရယ်ပေါ့နော်။အဲအရန်နေတွေ့ဝေနေရယ်ပေါ့။အဲ့တော့တရားမှတ်ရလွယ်အောင်ဆိုပြီးတော့နှစ်ခုခွဲထားပေးတယ်။ဒီဘူးစုကျူလေးကိုကြတော့လူကြီးဆန်းချွင်လို့မှတ်ထားမယ်။ဒီနှစ်ခုကကြတော့ special ဆန်းချွင်ပေါ့။ဆိုတော့ဘာဖြစ်လို့အဲ့လိုခွဲလဲဆိုတော့ ူကြီးဆန်းရွှင်လို့ဘာဖြစ်လို့ပြောလဲဆိုတော့ဒါတို့လူကြီးတွေထဲမှာဆိုရင်အာ sensitive ကလည်းဖြစ်တယ်ပြီးတော့ makeup မလိမ့်ခြင်းမှု skin tone လေး tone အခွင့်လေးလိုချင်တယ် makeup သားလေးပါချင်တဲ့ဟာလိုချင်တယ်ပြီးတော့နောက်တက်မျိုးကလူကြီးတွေကကြတော့ဟာဝက်ချန်ထွက်တယ်အာတင်းတင်းလေးတွေလည်းရှိရအမဲဆက်လည်းဖြစ်တယ်အဲအဲ့လိုမျိုးလူကြီးဆန်းရွှင်အတွက်တတ်တတ်ထုတ်ထားတဲ့ဟာရှိတယ်အဲဒီဘက်က special sunscreen လို့ဒါဘာဖြစ်လို့ပြောလဲဆိုတော့ ကလေးလေးတွေဘူစုကူအဲဒီအခုမှတစ်နှစ်ကျော်နှစ်နှစ်သားအရွယ်အရွယ်လေးတွေပြီးရင်နောက်တစ်ခုကကိုဝင်ဆောင်မယ်노တိုက်မယ်သူတို့လေးတွေတော့က market ထဲမှာဒါတို့ sanction နေရရန်ရှားတယ်ဆိုတော့သူတို့လေးက special ဖြစ်တာဖြစ်တဲ့အတွက်ဒီဟာလေးကိုကြောက်ရတာ special sanction လို့သုံးထားဖြစ်တယ်ဆိုတော့ဒီနှစ်ခုလေးကိုစပြီးရောခွဲပြီးရောမြင်ကြည့်ကြမယ်အဲ့တော့ဒေါက်တာတခုချင်းစီမှာဘာလေးတွေပါလဲဆိုတာကိုမပြောခင်မှာဒီခုနှစ်မျိုးလုံးမှာဘုံပါနေတဲ့ဟာလေးတွေရှိရဲ့ အဟဟိုဒါက common things လေးရရင်ပြောပြမယ်။တခြားတစ်ခုကသူတို့ဒီ UVA ရော UVB ရောကိုကာကွယ်နိုင်စွမ်းရှိတယ်။ဒါပေမဲ့ကာကွယ်ရင်ပြီးရောဆိုပြီးရော filters တွေအကုန်လုံးစုထည့်ထားပြီးရောရေပြားကို blockage ဖြစ်စေမဲ့ဟာ irritate ဖြစ်စေမဲ့ဟာတွေမထည့်ထားဘူး။သူထဲမှာပါတဲ့ ingredient တွေအကုန်လုံးဒီ skin ကိုအရင် family ရဖြစ်တဲ့ဟာလေးတွေဖြစ်တယ်။အာနံပါတ်1ချက်ပြီးတော့သူ့ထဲမှာပါတဲ့ SPF ဆိုရင်ကြတော့ ီ AGM မဲ့တမျိုးပဲဒေါက်တာတို့မှတ်ရမှာဖြစ်တယ်။သူ့ထဲမှာကကြတော့ SPF 30နဲ့ PA 3 plus ပါတာဖြစ်တယ်။ဒါပေမဲ့ကျန်တဲ့ဟာတွေအကုန်လုံးဒီ SPF 50နဲ့ PA 4 plus ပါတာဖြစ်တယ်။ပြီးတော့နောက်တစ်ခုဒီဇိုင်းရွှင်တွေဘလို့ပဲ9မျိုးပဲရှိနေရဖြစ်ဖြစ်သူ့ထဲမှာဘာဒါမှကနေပြီးတော့လုံးဝ unique technology နဲ့ထုတ်ထားတာနှစ်ခုရှိတယ်။ အဟောက်တော့ဒါရှင်းပြမှရမယ်ပေါ့နော်ပထမတစ်ခုကကြတော့ sun edge defense technology လို့ခေါ်တယ်နောက်တစ်ခုကကြတော့ sun barrier technology ပေါ့အဲ့ဒီခါလေးမှာ sun edge defense technology ကဘာကိုပြောရလဲဆိုတော့တို့ sunscreen လိမ့်ပြီးဆိုရင်ကလေးကနေပြီးတော့တို့ဒီ skin cancer ကိုကာကွယ်ဖို့ pigmentation တွေကိုကာကွယ်ဖို့အတွက်ကဦးစားပေးဖြစ်တယ် အဲ့တော့ science defense technology ထဲမှာကကြောင်အတိုရင်ရယ်မနီတော့ရယ်ပါတယ်သူတို့တွေကဘာလုပ်ပြီးလဲဆိုတော့ဒေါက်တာတို့အရေးပြားပေါ်မှာကျန်းမာကျန်းခိုင်ဖို့အတွက်အရေးပြားရဲ့အောက်မှာနေတဲ့ဒီ Langerhans cells လေးပေါ့နော် skin immune အတွက်အရန်ရေးကြည့်ရဒီ Langerhans cells လေးတွေကို protect လုပ်ပေးတဲ့ technology ဖြစ်တယ်ပြီးတော့ဒေါက်တာတို့နေအောင်နဲ့ treat ပြီးတဲ့အချိန်ကျရင်ဒေါက်တာတို့ရဲ့ DNA ရဲ့ပြောင်းလဲတွေပျက်စီးသွားတဲ့ဟာတွေကိုအများကြီး protect လုပ်ပေးနိုင်တယ်အဲ့တော့ဒီ science defense technology အနေနဲ့သူတို့ ဒီ research လုပ်တဲ့အချိန်မှာလည်းဒီ clinical efficacy နဲ့ဆိုရင်သူတို့ skin cancer ကအတိုင်းအတာတစ်ခုလောက်ထိကိုကြာဆင်းသွားတယ်ပြီးတော့ skin oxidation ဖြစ်တာပေါ့ နေခင်းလေးလဲကြရင်ဆိုမျက်နှာကြီးကမဲမဲတက်လာပြီးအောက်ဆီဒိုက်စ်ဖြစ်တဲ့ဟာတွေအဲ့လိုမျိုးဟာတွေလည်းပဲသူတို့ဒီ research ရဲ့မှာဆိုရင်တိုင်းတာတစ်ခုလောက်ဒီ sensitive defense technology ကအများကြီးပံ့ပိုးပေးနိုင်တာကိုတွေ့တယ်။ဒါကြောင့် sensitive defense technology ကြောင့်ပြီးတော့နောက်ထပ် technology ကကြတော့ skin barrier technology ဖြစ်တယ်။သူလေးကကြတော့ဘယ်ထဲမှာပါရလဲဆိုတော့ဒီ pediatric လေးဆိုတဲ့ဟာလေးထဲမှာပါတာဖြစ်တယ်။ဘာလို့ဆိုတော့တို့ကလေးလေးတွေကကြတော့လူကြီး skin လေးလိုမျိုးကြန့်ခိုင်မှုအရန်နေတယ်အာ တော်တို့တတိုင်းလိုမျိုးကာထားပြီးတဲ့ဒီ hydrolipidic form လေး feng လေးဆိုရင်လည်းပဲပပလေးပဲရှိသေးရဲ့အဲအဲ့တော့အပြင်ကနေပြီးတော့ stress ကြီးဒီပတ်ဝန်းကျင်ရဟာဒီအကုန်လုံးကိုခံနိုင်ရည်စွမ်းအားအရန်နေတာဖြစ်တဲ့အတွက်သူတို့ဒီ sensory လေးလေးနဲ့လိမ့်တဲ့အချိန်မှာ ကျန်းမာကျန်းခံအောင်အရေးပြ strengthen ပို့ရအောင်တို့ထည့်ပေးထားတဲ့ ingredients တွေအများကြီးပါတယ်အဲ့တော့ဒီ technology ကကြတော့လုံးဝ specialized ဖြစ်တဲ့ဒီ pediatric လိပ်ထဲမှာပါတာဖြစ်တယ်ဒါကသူတို့ biodrama နေပြီးတော့ထုတ်ထားတဲ့ technology နှစ်မျိုးချောင်းကိုရှင်းပြပြီးသွားတာဖြစ်တယ်ဆိုတော့ဘယ်ပစ္စည်းလေးထဲမှာဘယ် technology လေးပါလဲဆိုတာကြတော့ဒါဒါပြင်ထည့်ထည့်ပြောသွားမှာဖြစ်ပါတယ်အခုကကြတော့ product တစ်ခုချင်းစီဆက်သွားအောင်အဲ့တော့ဒါဒါပထမအဦးဆုံးဒီ busu cube လေးထဲမှာ၃ခုလေးကိုအရင်ဆွဲထုတ်လိုက်မယ် အဲ့ဒီသုံးခုလေးကဘာလေးလဲဆိုတော့ photo dan equal flow ရဲ့ category လေးဖြစ်တယ်လို့ပဲမှတ်ထားပေးပါဒီသုံးခုထဲမှာပါတာဒီတစ်ခုက invisible တဲ့တစ်ခုကကြတော့ light တဲ့တစ်ခုကကြတော့ golden လက်ဖားกว่าလေတေကြတာကကြတော့ဒီ invisible ဒီသူ့ကိုလိမ့်လိုက်တာ ਨੇ ဘာမှမမြင်ရဘူး white gas လက်ကြံခြင်းမရှိဘူး sensitive skin တွေအားစသုံးလို့ရတယ်အဲ့တော့ ကို skin ကဘာမှမသိဘူး sensitive ဖြစ်နေရလားငါ skin တိုက်ရပါလဲငါအစီပြန်တဲ့ skin လားဒီလိုမျိုးအရင်နေကြွေကြွေဖြစ်နေရဲဆိုရင်တော့ဒီ aqua fluid ထဲကနေပြီးတော့ဒီ invisible layer အရန်ဟုတ်ကိုရွေးချယ်ဖို့ကောင်းတဲ့ထဲမှာပါတယ်ပြီးတော့သူရဲ့အခွဲလေးအနေနဲ့ကကြတော့ဒီ light ဆိုတဲ့ဟာလေးပါတယ်ဆိုတော့ဒီ light ကကြတော့သူ skin type for သမားတွေအတွက်ဆိုရင်နည်းနည်းကောင်းမယ်သူ့ထဲမှာကကြတော့ makeup သားလေးပပ္ပါလေးပါတယ်တချို့ကကြတော့ makeup မလင်းခြင်းမူဆန်းရွှင်ထဲမှာပါတဲ့ဟာသူရင်ဝမ်းမရှိဘူးလားလေးမေးတယ်ပေါ့နော်ဒီလိုမျိုးဆိုရင်တော့ဒါလေးသုံးဖို့အရန်စင်ပြေရဲ့ထဲမှာပါတယ်ပြီးတော့နောက်တစ်ခုက golden ကကြတော့ခုနက light ထက်စာရင် makeup သား နည်းနည်းပိုပြီးတော့ပါတယ်။သူကလည်း skin type 4 type 5တွေအုံးတာဖြစ်တယ်။အဲ့တော့ဒီ aqua fluid ထဲမှာဒီဒေါက်တာတို့က၃မျိုးခွဲတယ်ဆိုတာကိုသိထားမယ်။ invisible ရှိမယ်။ပြီးတော့ makeup သားလေးပါချင်တယ်ဆိုရင်တော့ဒီ light နဲ့ဒီ golden ထဲကနေပြီးတော့ကြိုက်ရအောင်ရွေးချယ်လို့ရပါတယ်။ဆိုတော့ဒီ aqua fluid လေးကိုဘယ်အရွယ်ကနေစသုံးလို့ရလဲဆိုတော့အသက်16နှစ်နောက်ပိုင်းကနေပြီးတော့စသုံးလို့ရပါတယ်။သူ့ထဲမှာပါတဲ့ technology ကကျတော့ sun active defense technology ဖြစ်ပါတယ်။ အဲ့တော့ဒါတို့နောက်ထပ် product လေးတစ်ခုကြောင်းဆက်ပြောအောင်ဒါကကြတော့ sport h လို့သုံးတယ်ဆိုတော့ဘသူတွေအတွဲလဲဆိုတော့အမဲဆက်တွေအာဒီ din date တွေကြောက်တဲ့လူတွေအတွက်အရင်ကကောင်းနေထဲမှာပါတယ်အသက်အရွယ်ကကြာ16နှစ်နောက်ပိုင်းဆိုရင်စသုံးလို့ရတယ်သူထဲမှာပါ technology ကလည်း sensitive defect technology ပါတယ်ဆိုတော့သူထဲက ingredient ကကြာ vitamin c vitamin e center လာတွေပါတာဖြစ်တယ်ဒါတို့ antioxidant တွေ anti aging effect တွေကိုကောင်းကောင်းရတယ် အဲ့တော့ဘယ်သူလူတွေရွေးချယ်လို့အကောင်းဆုံးလဲဆိုတော့အမဲဆက်လေးတွေစပြီးတော့ဖြစ်မှာကိုကြောက်တယ်ချိုပြီးတော့ကာကွယ်ချင်တယ်ဆိုရင်လည်းတုံးလို့ရတယ်တချို့တွေကမဲဆက်တွေရှင်းနေနေပြီးဘာဆက်တွေမှမသိပြ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 တိတိတိလေးမဲနေရမျိုးချိုးကြတော့တင်းတိတ်တွေစပြီးတော့ကိုဖြစ်နေပြီအဲ့လိုမျိုးအနေနဲ့ဆိုရင်တော့ဒီ sport age လေးကအရင်ကိုရွေးလို့ကောင်းနေတယ်မှာပါတယ် ပြီးတော့နောက်တစ်ခုတချို့တွေကခီးသွားတာရင်များတယ်အဲ့တော့ traveling လုပ်တဲ့ချိန်ကျတော့တို့ဒီ pollution တောင်အများကြီးခံရတယ်အဲ့ချိန်ကျရင်ဆိုရင်လည်းမျက်နှာကညွညွညင်ညစ်တွေဖြစ်တာမျိုးရရှိတယ်အဲ့ချိန်ကျသူ့ထဲကပါတဲ့ ingredients တွေကကြတော့လေတို့ anti pollution အာနိသင်ကိုရပြီးရစေတာဖြစ်ပါတယ် ကဲနောက်ထပ် product တစ်ခုကကြတော့ AKM Malaysia ကိုသွားမယ်။သူကကြတော့လည်းအသက်16နှစ်နောက်ပိုင်းကိုသုံးလို့ရတယ်။ပြီးရချင်းကျ Scientific Defense Technology လေးကိုသူသုံးထားတာဖြစ်ပါတယ်။သူထဲမှာပါပါလဲဆိုတော့ Salicylic Acid, Glycolic Acid ပါတယ်။ပြီးတော့ Absorbing Powder လေးလည်းပါတယ်ဖြစ်တယ်။ပြီးတော့ Fluid Active Technology လည်းပါတယ်။ဆိုတော့ Adrabi ပြောနေရလဲဆိုရင်ကြတော့ သူထည့်ထားတဲ့ဟာဒီဘသူလူတွေ့ပဲရည်ရွယ်ပြီးတော့ထည့်ထားလဲဆိုတော့ oily skin နေ acne prone skin တွေဖြစ်တယ်ပြီးတော့စီပြန်တယ်နှီးရင်းနေလဲဆိုရင်မျက်နှာကြီးကမင်းပဲတက်လာပြီးတော့ oxidize ဖြစ်တယ်အဲအဲ့လိုမျိုးသမားတွေပေါ့နော်တချို့ကြတော့တီဆုံးကိုပိုးဆိုးပတ်ဆက်ဟိုကိုဒီ combination skin တွေဖြစ်တာမျိုးလေးရှိတယ် ဒီလိုမျိုးသမားတွေဆိုရင်တော့ဒီ AKM map ကိုရွေးချယ်လို့အကောင်းဆုံးဖြစ်ပါတယ်တကယ်လို့တခြား dry skin သမားတွေဒီ AKM map ကိုသွားရွေးချယ်ရင်ကြတော့သူ့ထဲမှာပါတဲ့ ingredient ကတော့တို့ဒီ white control တို့တို့ကိုထည့်ထားတာဖြစ်တဲ့အတွက် dry skin very dry skin သမားတွေတော့တုံးလိုက်တဲ့ချိန်ကျပုံမှန်တော့ပူချောက်သွားတယ်ဆိုပြီးတော့ဖြစ်တတ်တယ်ဆိုတော့ကိုယ်တွေဒီကကြတော့ product ရဲ့ရည်ရွယ်ချက်ကိုလည်းသိထားဖို့တော့လိုပါတယ်ဒီဟာလေးပဲကျန်တော့ဒါကြတော့ pediatric လေလို့တရာတို့တုံးတယ်သူကကြတော့ခလေးလေးတွေအတွက်အသက်တစ်နှစ်နောက်ပိုင်းကနေစပြီးတော့တုံးလို့ရအဓိကကဘေဘီလေးတွေကိုထူးပြူပြီးတော့ထည့်ထားတာဖြစ်ပါတယ်ဘေဘီလေးတွေရဲ့ skin လေးတွေဆိုရင်အရင်နူးညံ့နေအာပြီးတော့တော်တော်သူတို့ရဲ့ဒီအရေပြားလေးတွေကကြတော့လူကြီးတွေနဲ့ဆိုင်ခန္ဓာကြီးအရင်နည်းသေးရဖြစ်တဲ့အတွက်သူထဲမှာထည့်တဲ့ဟာက skin barrier technology လေးကိုသူတုံးထားတာဖြစ်ပါတယ် အဲ့တော့ဒါဒါဆန်းရွှင်လိန်တဲ့အကြောင်းတွေပဲပြောနေတာပဲဆန်းရွှင်နေအလိမ့်လုံပြီးတော့ vitamin D deficiency တွေမရဘူးလားအဲ့လိုမျိုးတွေစိုးရိမ်နေတယ်လည်းရှိရဲဆိုတော့မရနိုင်ပါဘူးဘာဖြစ်လို့ဆိုတော့ဒါဒါဆန်းရွှင်လိန်တယ်လို့ပြောရင်တော့မှတော်တော်များများဒီတနင်္လာကြိမ်လောက်ပဲလိန်လိုက်တာ Okay နှစ်ကြိမ်လိန်တယ်ပဲဆိုကြပါစို့ဒါတို့ဒီပြင်းပြင်းမြတ်မြတ်လိန်နိုင်တာမျိုးတွေမရှိဘူးတချို့နေရာလေးတွေကျန်ခဲ့တဲ့ဟာလေးတွေရှိရဲ အဗီ an even texture လေးတွေဖြစ်တယ်ပြီးတော့တို့နရွက်တွေဆိုလည်းမလိမ့်ဘူး၆တောက်တွေမှဆိုရင်ခြေမျက်စိတွေကြံခဲ့ရမျိုးလေးတွေရှိရယ်အဲ့ဒါခါတချို့တွေဆိုရင် level တွေမလိမ့်ဘူးဒီလိုမျိုးအကြောင်းရင်းမျိုးမျိုးကြောင်းပေါ့ ราတို့ဒီနေအောင်ကြီးကနေပြီးတော့အရေပြားတစ်ခွက်လေးကိုနေအောင်ကြီးခံတာမျိုးရရဆိုရင်အဲ့ရနေပြီးတော့လဲဗိုက်တာမင် D ရကြတော့ synthesis ဖြစ်ဖို့အတွက်ရပါတယ်အဲဒါပေမဲ့တခုတော့ရှိရပါတော့ဒါတို့က10နာရီအနေနဲ့လည်း2နာရီ4နာရီအတွင်းမှာဆိုရင်တော့အဲ့ဒီစီကရတဲ့နေအောင်ကြီးကိုတော့ဒါတို့က recommend မလုပ်ဘူးဘာလို့ UV index ကြီးရရင်များလို့အဲ့တော့ကလေးလေးတွေတကယ်လို့ကိုကိုရိုင်းကကြတော့ဗိုက်တာမင် D synthesis တွေလိုအပ်တယ်ဆိုရင်တော့အကောင်းဆုံးနေအောင်ခံလို့ရတဲ့ချိန်ကကြတော့မနက်6နာရီအနေနဲ့7နာရီအတွင်းဖြစ်ပါတယ် ကဲနောက်ဆုံးတို့တို့အာ9500ခိုင်နှုန်းတို့ဒါလုတ်ပေးထားတာရှေ့ရ9500ခိုင်နှုန်း discount ပေါ့အဲ့တော့အခုကနေစပြီးတော့နှစ်ပတ်အတွင်းမှာကိုယ်ပဲ product ကိုယ်ပဲဝယ်ဝယ် powder မှာ forever ဆိုတဲ့ကုတ်လေးနဲ့ကိုသူတို့ရဲ့ fiber ဖုန်းနံပါတ်လေးတွေကိုသွားပြီးတော့ဆက်သွယ်ရဲဆိုရင်9500ခိုင်နှုန်းကိုနှစ်ပတ်အတွင်းမှာ off ရပါမယ်ဆိုတော့ဒီ video ကနေပြီးတော့အများကြီးကြိုးရှိမယ်လို့ညွှန်လင်းပါတယ်အခုဆိုရင်တော့ကိုယ်ဘာလေးကိုယူချက်ရမလဲဆိုတာကိုသိသွားပြီးလို့ညွှန်လင်းပါတယ် Thank you.